တင်းကျွလပြည့်နေ့ဖြစ်တဲ့အော်တိုဘာ30ရက်နေ့မှာရန်ကုန်မြို့ကနိုင်ငံရေးကျင်းသားဟောင်းတွေဟာတက်ကြီးနိုင်ငံရေးကျင်းသားဟောင်းတွေကိုကြော့ပွဲပြုလုပ်ခဲ့ကြပါတယ်။အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ရဲ့ခေါင်းဆောင်တွေဖြစ်တဲ့နာယကဦးတင်ဦးဦးဝင်းတင်နဲ့ဦးစိုးဝင်းတို့အပါအဝင်နိုင်ငံရေးကျင်းသားဟောင်းတွေကို1988 1996 98နဲ့2000ခုနိုင်ငံရေးမျိုးဆက်ကျင်းသားဟောင်းတွေကတော်ဝင်နှင်းစီမှာဝါကျွတ်ကြော့ပွဲကျင်းပခဲ့ကြပါတယ်။ 88မျိုးဆက်ចောင်းသားကောင်းဆောင်ကိုမင်းကိုနိုင်ကိုထေးကျွယ်စမ်းချောင်းကူကူကြီးပါဝင်နိုင်ငံရေးကျင်းသားဟောင်းတွေတက်ရောက်ခဲ့ကြပါတယ်တော်တယ်ဒီကနေ့ညနေဦးလာဒီအားလုံးကိုလည်းကိုလာပ ဆောင်ပေးတဲ့ပုံစံအားလုံးရဲ့တာဝန်ဖြစ်တယ်လို့ပြောတာ။ဒါကိုဒီနိုင်ငံချင်းသားများညီမတို့များဘုရားကတို့လိုတဲ့သူ့ရဲ့ပေါင်းစုံမှာရှိတဲ့အဲဒီကျက်ပြီးလာအဲရဲ့ွာလူလူဟလာနောက်ဒီလိုလဲလူလူဒီလိုလဲဒီလိုမှရှိတဲ့လူပြန်ပြန်လာတယ်။နိုင်ငံချင်းသားများတို့ကလည်းတောင်းပါအရင်ကရှိတယ်ကျွန်တော်ဒီနေ့ခံပါတယ်။ဂရော့ဝဲပြီးမှတော့ မြန်မာပြည်ချင်းထောင်တွင်းကနိုင်ငံရေးချင်းနှောင်းဟောင်းတွေရဲ့နေထိုင်စားသောက်ရတဲ့ထောင်တွင်းဘဝကိုအချင်းနှောင်းဟောင်းတွေကတရုတ်ဖို့ performance အဖြစ်တင်ဆက်ခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့ထောင်တွင်းပုံစံနဲ့ထမင်းစားရတဲ့အခြေအနေတိုင်းထမင်းစလုံးတွေနဲ့တက်ရောက်လာကြသူတွေကအတူတူကစားသောက်ခဲ့ကြပါတယ်။ကျွန်တော်ပြောရမယ်